အမူက one piece ရဲ့အခြေစုံ villain လားဒုမခုအစားရေကရှိနေခဲ့တူလားလက်ရှိချင်းတိအမူက one piece ရဲ့အခြေစုံ villain look ပြောရရပါတယ်ဇလန်တဲကိုအခန်း96တော့ကြာမှာမိတ်ဆက်ခဲ့ပေမဲ့ Japan theory တခုရတော့သူဟာအခန်းတဲကလေးကဇလန်တဲမှာရှိနေခဲ့တယ်လို့ဆိုပါတယ်ဒါဆိုဘလိုမျိုးလဲဆိုတာသိချင်ရင်စက်ပြီးကြည့်လိုက်ကြရအောင် One Piece ရဲ့နောက်ဆုံးအခန်းတွေကမဲမဲဆန်ဆန်ရောက်လာတော့မှမူလူတိုင်းရဲ့စိတ်ထဲမှာပေါ်လာတဲ့မိခုံကနောက်ဆုံး villain ဘယ်လိုထင်မလဲဆိုတာပါလေ။ဆလန်ရဲ့လယ်ပိုင်းလောင်အသည့် Black Bear နဲ့အာကိုင်နိုတို့ကိုပဲပြင်းနေကြီးအများဆုံးလို့ထင်ခဲ့ကြပါလေ။ဒါပေမဲ့ Reverie Art မှာ Emu ဆိုတာပုံကိုကြီးရုပ်ပြည့်ပေါ်လာပါလေ။သူကအရာအကြီးဆုံးဖြစ်ပြီး Five Elders Grade Down သူ့ရှေ့မှာဒုထန်ကပါလေ။ ီမူဟာဘလက်ဘီယက်ရဲ့ပုံကိုဒါနဲ့ထိုးလာမျိုးလုပ်ပြီးသူ့အသက်ကိုတတ်ဖို့တည်ကြိုးစားတာကိုတွေ့ရပါတယ်။အီမူလက်ဦးမီဘိုဇူဆာဆမ်မူအခုချိန်မှာတော့အီမူဟာနောက်ဆုံးဗီလင်းဖြစ်နေကြီးအများဆုံးသိပါတယ်။ဘာလို့လဲဆိုတော့သူဟာကဘာကြီးရဲ့အစာကလေးကမိကကိုတိုက်ခိုင်းနေခဲ့ပြီးနဘရဆန်နဲ့တော်ဝါတပါလို့ဖြစ်နေလို့ပါတယ်။အီမူကနောက်ဆုံးဗီလင်းဖြစ်လာနေတဲ့ဆိုတဲ့အသွေးနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဂျပန်သီရီတစ်ခုထပ်ပေါ်လာပါတယ် အဲ့လာကတော့သူဟာဇလန်ရဲ့အစောပိုင်းအခန်းကလေးကပါဝင်နေခဲ့ပြီးသူ့ကိုတရားဝင်ဖော်ပြပြခဲ့တဲ့အခန်း96မတိုင်ခင်ကလေးကပေါ်ပေါက်ခဲ့ဖို့တဲ့ဆိုတာပါလေတကယ်တမ်းကတော့ကျွန်တော်တို့ပထမဆုံးကြည်တော့ကတတိတော်မထားခင်မိပါဘူးပထမအနေနဲ့အီမိုရဲ့ပထမအကြီးစားရင်းနှွမ်းချက်တစ်ခုကအူမီဘိုဇူပါအူမီဘိုဇူဆိုတာဂျပန်ရုပ်ရုပ်ပဲလက်တရေတမျိုးပါသူကပဲလက်ထမှနေပြီးသူ့နားကိုကပ်လာတဲ့တင်ပေါ်တွေကိုချင်းစာတတ်ပါလေသူ့နာမည်ကဂျပန်လူအူမီ ပင်လေကနေစင်တလာပါတယ်။စေမောစားကြီးအကောင်းလာကတော့အူမီကိုပြောင်းလဲလိုက်တော့အီမူရှူတဲ့နာမည်အတိုင်းဖြစ်နေတာပါတယ်။ဒါဟာအူမီဘိုးစုနဲ့အီမူရဲ့ပထမဆက်ဆံမှုပါတယ်။အူမီဘိုးစုဟာမြတ်သောအထင်လူနဲ့တူတဲ့အရွယ်အစအကြီးမားတဲ့မိုင်းော်တော်ဝါတမျိုးပါ။ပင်လေလည်းမပေါ်လာပြီးသူမဲလုံးတွေပဲအောက်ပါနေတာကိုမြင်ရပါတယ်။ဒါဟာအီမူနဲ့အရန်စင်တူပါတယ်။အီမူကလည်းစနလုံးကအရင်မဲမဲနဲ့သူမဲလုံးတွေပဲမြင်ရလိုပါ။ ဦးမဘိုးစုံရဲ့အီမိုကိုပိုပြီးဆက်ဆက်စီလာကတော့အီမိုက MP3 ခန်းထဲကိုဝင်ရောက်လာပြီးကိုရိုဆယ်ရဲနဲ့အတူတူကျောင်းမဆရာတော်ဝါကြီးပြီးပြောင်းလဲသွားလာကိုမြင်ရတဲ့အခါအီမိုရဲ့ပုံစံဟာဦးမဘိုးစုံရဲ့ပုံစံနဲ့လုံးဝသက်တူချနေတာပါအကြီးမဲမဲနဲ့မျက်လုံးလည်းပဲမြင်ရတဲ့လူနဲ့တူတဲ့တော်ဝါကြီးပေါ့ဦးမဘိုးစုံဟာမြားတော့အပြင်ပဲလက်ထဲမှာရေဝဲတို့ပန်းတီတက်ပါလေပဲလေးပြီးမြင်တဲ့နေတော့ရုပ်ပြီးရဲ့ line ထလာပြီးတင်ဖို့ဇီရဲစီပေါ်လာပါလေ သူပေါ်လာတဲ့အခါတင်ဘောစီတို့ကိုစီတခုတောင်းတတ်ပါတယ်။မပိတင်ဘောကိုဖျက်ဆီးပစ်တတ်ပါတယ်။ဦးမီဘိုးစုကလည်းလူမျိုးနဲ့တီးကုန်တဲ့ရကတော့အချီးမရှိတဲ့စီတခုပေးရတာပါ။ဒါကြောင့်လေတင်ဘောစီတွေကသူ့ကိုကြောက်ပြီးပဲလျက်နဲ့ဆိုးလို့ခေါ်ကြပါတယ်။ဝမ်ပစ်စတာမှာထရီလာဘတ်မှမြင်ခဲ့ရတဲ့အရေးမဲကြီးတခုကိုတည်ထားခြင်းအဲ့ဒီအရေးခါအီမိုနဲ့အရန်စင်တို့ပါတယ်။သူမဲလုံးတွေပဲတောက်ပန်လို့တာပါ။ဦးမီဘိုးစုနဲ့ဘိုးဘီဆက်ဆက်တာကတော့သူကပဲလဲလဲမှရှိနေတာပါတယ်။ဒါက အီမူဟာဝမ်ပီစီအပလန်နဲ့ဆိုပြနေတယ်ဆိုတာတတ်တဲ့တခုတက်ရခဲ့ပါတယ်။အခန်းနဲ့အီမူရဲ့ပထမပေါ်ပမှုတကယ်တမ်းစိတ်ဝင်စားစရာကောင်းတာကဆယ်လန်ရဲ့အခန်းနဲ့မှာလူဖီဟာအီးစ်ဘလူးကနေလေခေါ်တဲ့ထွက်လာပြီးမကြာခင်ပဲရေဝဲကြီးနဲ့ထွက်ရတာပါတယ်။ဒါကတော့ပုံမှန်ချင်းနဲ့လို့တဲ့ကျွန်တော်တို့လက်ခံနေကြပါတယ်။အခန်းနဲ့ပဲရှိသေးတော့ဝမ်ပီစ်လောကကြီးကိုတည်တည်ချာချာမသိသေးလို့ပါ။ဒါပေမဲ့ဇလန်ဆက်ကြီးရဲ့နဲ့ East Blue ဟာပလေအားလုံးထဲမှာအငင်တဆုံးနဲ့အန်ဒီယကင်ဆုံးပလေဆိုတာတည်လာရပါတယ်။ အဲ့ဒီမှာကြီးမားတဲ့ရေဝဲကြီးပေါ်လာစရာအကြောင်းမရှိပါဘူး။ဒါပေမဲ့လူဖီရေဝဲထဲမှာ ਨੇ ဘလို့လွတ်မြောက်ခဲ့လဲဆိုတာကတကယ်သာစိတ်ဝင်စားစရာကောင်းပါလေ။လူဖီဟာစီတခုတည်းဝင်ပြီးပင်လယ်ထဲကိုခုန်ချလိုက်တာပါ။ဒါဟာအူမီဘိုးရှုကိုပူဇော်ပတ်သားတဲ့ပုံစံမျိုးပါလေ။ဒါကြောင့်ဒါဟာအူဒါကပြီးခဲ့တဲ့ဆလိုင်းရဲ့နောက်ဆုံးဖိပိုင်းနဲ့ပတ်သက်တဲ့ပထမဆုံးရည်ညွှန်းချက်တစ်ခုပြီးခဲ့ပါလေ။မြင့်တနေတဲ့ပင်လယ်ကရုတ်တရက်ရေဝဲနဲ့အတူလိုင်းထက်လာပြီးလူဖီကစီတခုနဲ့ပင်လယ်ထဲပေါ်ခုန်ချခဲ့ပါတယ်။ဒါဟာအူမီဘိုးဇူကနဲ့အသက်ရှင်လူနှွဲနဲ့တီးခုန်တရားပါတယ်။ One Piece logo de malisachet. Pelen eso y muy esaga. Akan ne tema ve pola ke babi. Tabi me nare makadi bau. Oda ha akan tema tanken grega tarde tan jikuta ke babi re. Taya bio bani. One Piece ye patama akan ye achang ya ga. Amnya ro akhe mata sai mu le jeno te mari. Zeka aye to akan ne bi. Salan ga le sao dwe tiya jo jo la bi suro. Nau song vilinga patama sao ma pola zya mashi uro tuimira tabawa babi. ဒါပေမဲ့အိုဒါဟာနောက်ဆုံး villain ကို one piece logo ထဲမှာထည့်ပန်းထားနေပါတယ်။ဥပမာ Luffy က Gear 5ကိုနိုးတဲ့အခါသူ့နှလုံးသားကလူမျိုးရေပတုံးအဖြစ်ခြားရပါတယ်။ဒါပေမဲ့ဒါက anime အစကတည်းကတီးခတ်နေတဲ့ sound effect နဲ့ background guitar ပါတယ်။အဲ့ဒီပတုံးတန်းပါတဲ့ချင်းကိုမမီတော့မှမဟုတ်ဘူးလို့ကျွန်တော်မခံပါဘူး။ဒါကြောင့်ဆက်လန်းတော့တော့မဟုတ်ဆနပ်ပြမနောက်ဆုံး villain ကိုညှို့နေတဲ့ခုခုရှိနေတာကမထူးဆန်းပါဘူး။ data book one piece blue deep ဆိုတဲ့ fan book ကမှာ ။ order က one piece ဆိုတဲ့စလုံးလင်မှာပက်လက်တန်းတွေနဲ့လျှွက်ချက်တဲ့ပါဝင်တယ်လို့ပြောပါတယ်။နောက်ဆုံး villain ဟာ manga ရဲ့ concept နဲ့မှာပေါ်လာခြင်း၊သူဟာပထမအခန်းကိုတုံးဟုတ်ပထမစာအုပ်မှာပေါ်လာတဲ့အခြေအနေနဲ့ကိုးနေပါတယ်။ဒါဆိုရင်နောက်ဆုံး villain ကကောင်းစင်ရဲ့ဘယ်ညာမှာပုံနေတာလဲ။သူဟာကောက်ရုပ်တိုက်ဆောင်ပြီးပုံနေပါတယ်။အင်္ဂလိပ်လိုပြန်တာပြန်နေ I am လို့အတိအကျအသေးပဲရပါတယ်။အနည်းအားဖြင့် logo ထဲက I ha Lord Imugo တိတိကျကျကိုးစားပြုနေပါတယ်။ဟုတ်ပါတယ်။ इमो सामाहा लोगो रेगा आइन लोकाय उदाय सोंदाबोन मपोबाउ ताबिमे अचाउन दखु जाउ तोहा मेरी जॉयस ये मी औरथे मा यी हेबी सिंखारे कय उदाय को सल्ले कागवे नि बारे ता जाउ इमो को कय उदाय ने ससत लो या बारे तारा नौते अतीसेला छे दखु ले बान्दी बे बारे कांसें को लोगो थे मा कय उदाय सोंखारे जेगौ ने को ये लिस्ट रे छे सुरे बोमा बा နည်းနည်းပိုပြီးရွေးချက်ရှိရှိတွေ့ကြည့်မယ်ဆိုရင် One Piece ကောင်စက် logo မှာကောယိုအိုဒိုင်ဆောင်းထားတဲ့ဇက်ကောင်နဲ့ကောင်ရှင်နေတာကတပါဝါမကြပါဘူး။ကောယိုအိုဒိုင်ကလူဖီရဲ့ထိုးချတဲ့တင်ကြတာပါလေ။ဒါဆိုလူဖီနဲ့ကောင်ရေးထားတဲ့နဲ့တူပါပြီ။ဥပမာ Dragon Ball ကောင်စက်ထဲမှာကိုကိုနဲ့ကောင်ပုံဖော်ထားတာမျိုးတို့တမဟုတ် Dragon Ball ခရီးလုံးထပ်ပုံများတာမျိုးကအသေးဝယ်မရှိပါဘူး။ဒါကြောင့် One Piece ကောင်စက် logo မှာမူရင်းကောယိုအိုဒိုင်ဆောင်းထားတဲ့ဇက်ကောင်တအောင်ထည့်ရှိတဲ့ရပါလေ။ တကယ်တမ်းကျတော့ Netflix version ရဲ့ concept logo ကိုကြည့်ရင်ကောက်ရုပ်ဥတိုင်းဆောင်းထားတဲ့အောင်ထဲက O ဆိုတဲ့အယောကလုပါပဲ။အဲ့ဒီ logo ထဲက I ဆိုတာတာမန်စလုံးပါ။ manga version မှာတော့အယောကလုကပဲလက်တရီတွေတင်ကြတာပါ။ O ဆိုတဲ့ concept ကကောက်ရုပ်ဥတိုင်းက Luffy ကိုကိုစားဖို့မယ်ဆိုရင်ချက်တဲ့ကိုဖဲလက်တဲ့ပုံမှာအရေးကြီးဆိုတဲ့ I ဟာ Imu Khama ပါပဲ။ကောက်ရုပ်ဥတိုင်းနဲ့ပတ်ထားတဲ့နောက်ထပ်ပုဂ္ဂိုလ်တအောင်ထက်ရှိလိုပါလေ။ I am နဲ့နတ်ပြာဆန်တဲ့အတေပဲ။ဂျပန်တီယိုလီကိုစပါကြရအောင်။ I got ငါပြတိဆိုတဲ့အတဲပဲကိုယူဆမယ်ဆိုရင်ကျွန်တော်တို့တော့တိရှင်းလေးနဲ့ခန်းစားချက်မပေးနိုင်ပေမယ့်တကယ်တမ်းကျတော့ဒါဟာခရစ်တော်ဘာသာလို့ဘာသာရင်းနဲ့ဆက်ဆက်နေတဲ့စကားလုံးပါလေဥပမာပညာတော်တိစေရဲ့အစမှာနာသင်ပြားတဲ့ခင်ထာဝရဘုရားပြတိလို့ပါပါလေပညာတော်တိစေဆိုတာမောရှိကိုပြားတဲ့ခင်ကိုယ်တိုင်ပေးခဲ့တဲ့ဥပဒေတစ်စက်ကိုပါတခြားအတိအများဆုံးတရားတိတခြားကတော့ဓမ္မဟောင်းကျမ်းရဲ့သမယရာမှာရေးထားတဲ့မာဒီပိလမီတူလို့အယုတ်ဆိုတာလည်းပါ တရားဆိုတဲ့စကားလုံးဟာကြားသခင်ကိုအသေးပဲရတယ်လို့တမ ्या ကျမ်းလဲမှာငါပိတိဆိုတဲ့စကားလုံးကိုအချင်းအကသုံးထားတာကိုကြည့်ပြီးသိနေပါတယ်။တရားသခင်မှာလည်းအချင်းနဲ့အမျှပြောဆွန်တော်တဲ့နာမည်တစ်ခုရှိပြီးပဲလို့အသက်ကြီးပြုတ်ပေးပါပြီ။ဟီဘရုလိုရေးထားတာကိုကျွန်တော်ရဲ့အခရာနဲ့ဘာသာပြန်ရင် YHWH လို့လေးခုရပါတယ်။ ဒီစကလုံးကိုဘလို့အတိအကျအတန်ခွဲရမလဲဆိုတာကျွန်တော်တို့ခုချိန်မှာမသိပါဘူး။ဒါပေမဲ့သူရဲ့အသေးပဲကတော့အရင်စိတ်ဝင်စားဖို့ကောင်းပါလေ။ဘာလို့လဲဆိုတော့ငါပြစ်လိုက်မိတို့လို့အသေးပဲရပြီးရုပ်ရှင်အောင်ကြွရရင်ငါပြစ်တည်ပန်းဖြစ်ပါလေ။ဒါဟာအီမူဆန်မရဲ့နာမည်ရဲ့ literal ဘာသာပြန်ချက်ပါလေ။ဒါကအိုဒါကအီမူဟာကဘာကြီးရဲ့ဘရားသခင်ဖြစ်တဲ့ဆိုတာကိုပြန်နေတဲ့ reunion ချက်တကူပါ။အရာတွေအားလုံးကိုအပေါ်ကနေအုပ်ချုပ်နေသူဖြစ်ပြီးတစ်ချိန်နဲ့မှာပဲနဆိုးတမောပယ်လင်းနဆိုးအခန်းကလည်းပါဝင်နေတာပါ။ Umi bosu se tunya sasa mugu tunuru miyenge imu ya Nauta tale de kuga, wia sure apu Eri chenga, Ainsure na mene taye sanje mare. One Piece logo rema ayin One Piece peyadekin imu gu sulu bien, in lilo se miado abien, se tanere dugu inyo li le Ta diapogu ze lan pien filo kaudu mado udo bare. ီမိုနဲ့စမ်းချင်ပါစလုံးတွေကို1 piece အစောပိုင်းကလာတဲ့ကခုံခွဲထားခဲ့ပါတယ်။ VR ဆိုတဲ့တခြင်းက anime မှာပထမဆုံးအသုံးပြုခဲ့တဲ့ Kim Song ပါတယ်။အဲ့ဒီတခြင်းကအစိုးတော် Hiroshi Kidarani ရဲ့ပထမဆုံးတခြင်းလက်ဖြစ်ပါတယ်။ VR ကိုမြန်မာလိုဘာသာပြန်ရင်နာရောဖြစ်သည်လို့ဖြစ်ပါတယ်။တနည်းအားဖြင့်အီမိုဆန်မာကိုကိုစားပြုတဲ့နာပစ်ဒီနာ Stroke Head Virus တွေကိုကိုစားပြုတဲ့နာရောဖြစ်သည်တွေကလုံးဝစမ်းကြည့်ပဲဆက်ဆံမှုရှိပါတယ်။ ကိုကိုကိုအယောဆိုင်တဲ့အီမိုဆန်မာကသူ့ရဲ့ကိုပိုင်အင်အားကိုတုံးပြီးတိုက်ခိုက်နေချိန်မှာ straw hat pirates တွေကတော့သူတို့တင်းငယ်ချင်းတို့ရဲ့အင်အားကိုပေါင်းစည်းပြီးတိုက်ခိုက်ကြပါတယ်။စကောင့်တဲ့အောင်ချင်းရဲ့ဝတ်တီမွန်ကိုထပ်သွင်းစဉ်းစားကြည့်တဲ့အခါဒါဟာတော်တော်လေးဆွဲဆောင်မှုရှိတယ်လို့ကျွန်တော်ထင်ပါတယ်။နေကုန်ကျွန်တော်ပြောခဲ့သလိုပဲလူမျိုးရဲ့ပဒုံးကို One Piece anime ရဲ့အစားကလေးက sound effect အနေနဲ့တုံးခဲ့ပါတယ်။ဒါကြောင့် anime ရဲ့ theme song concept မှာအကြီးကြီးတဲ့တန်လွယ်တန်တွေဖွင့်ွက်ထားတာပြီးနိုင်ရဲ့အများကြီးရှိပါတယ်။ ဒါဟာနောက်ဆုံးဗီလိုက်ဟာအနီမေနဲ့မန်ဂါရဲ့ပထမအခန်းတွေမှာလိုဂိုမှာပေါ်လာခဲ့တဲ့ဆိုတဲ့ theory ရဲ့တက်လက်တန်တစ်ခုပါတယ်။ပြီးတော့အခန်းတွေမှာလည်းပယ်လယ်ရဲကရေဝဲနဲ့အူမီဘိုဆူရဲ့ယဉ်ညွန့်ချက်ဆလတ်ရဲ့အစာမှာစီနဲ့ဆက်ဆက်နေတာတွေပါဝင်နေပါတယ်။အိုဒါဟာအစာလုံးက One Piece ကိုဒီလောက်ကြာကြာဆွဲဖို့စီစဉ်ထားတာမဟုတ်ပါဘူး။မြစ်သမီးရဲ့နိုင်ငံရေးအပိတချင်းကြတာပါ။ဒါပေမဲ့ရှီချီဘူကိုင်ရဲ့မိတ်ဆလန်နဲ့ဆလန်ကအရင်ကြီးကျပြန့်သွားပြီးအလာဘက်စတာမရင်းဖို့ဒ်ဂရက်စ်ရိုဇာလိုအက်တွေကသရော့တော့ပဲတည်တံပါလာတယ်။ ဒါပေမဲ့အစကတည်းကအော်ဒါဟာမရင်းနဲ့ဝဂမန်ကိုဖန်တီးခဲ့ပါတယ်။အီမူဟာအဲ့ဒီပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်လို့သူစိတ်ထဲမှာအတိအချရှိခဲ့ပြီးသူ့ရဲ့ပေါ်ပေါ့မှုတွေကတဲလန်စာတွေကိုနောက်ွယ်မှာချန်ထားခဲ့ပါတယ်။ဒီ theory ပေါ်ခမရလို့ဘယ်လိုသင်လဲ။အော်ဒါကအီမူကိုဇလန်ရဲ့အစကတည်းကထည့်ထားခဲ့တယ်လို့တကယ်ပဲယုံကြည်သလားဆိုတာသိချင်ပါတယ်။တလောက်တိကြည့်စုပေးတဲ့အတွက်ကြည့်စုတင်ပါတယ်။နောက်မှာသင်တွေ့မယ်နော်။